ကပြောဆိုတဲ့ပြောဆိုမှုကြီးကဘယ်အထိရောက်သွားလဲဆိုတော့ဥစ္စာသူ့မှသူသိပုံနဲ့မရဘူး။လုံးဝကနည်းနည်းလေးကလေးတော့စမ်းတယ်။ဒါလေးကိုအသီးမှပြုတဲ့အနေနဲ့ခံဝင်နေတဲ့ဖြစ်ဖြစ်နောက်မင်းဒီလိုစကားတွေဘယ်တော့မပြောပါဘူးဆိုပေမဲ့ခံဝင်နေတဲ့ဖြစ်တော့ပြန်တော့ပေးပါလို့။ကိုရောက်ဒီနေရာကြီးတောင်းဆိုပါလား။ဘယ်လိုဖန်းစီတာ။နိုင်ငံတော်ဆင့်ဖန်းစီတာဖြစ်တယ်။နိုင်ငံတော်ဆင့်ဖန်းစီရယ်ဆိုတော့မေဇော်အောင်ဆန်းစုကြည်လို့နော်။နောက်ပြီးတော့သမ္မတအုပ်မင်းမျိုးဖန်းစီလို့ဖန်းစီတာ။နော်။တက်မတော်ထောက်လဲရေးတက်မတော်ထောက်လဲရေးစားဖားနေဖန်းစီတာ။ဖန်းစီရတဲ့အတွက်ကြောင့်မို့လို့ဇော်ဘုံကြီးကနိုင်ငံတော်ဆင့်ဖန်းစီရတော့အောင် ဘာတွေများပြဿနာရှိနေလို့လဲဆိုတော့ဟာကိုကြီးညာနေပြီကိုကြီးရဲ့အမြင်ကိုတက်တက်သုံးသက်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဇော်ဘုံဟိန်ကိုနိုင်ငံတော်အဆင့်ဖမ်းဆီးလိုက်တာဖြစ်လို့ဇော်ဘုံဟိန်အနေနဲ့ထောင်နံတက်တက်တကျွန်းထိကြခံရနိုင်ပြီမို့အဆုံးထိနားဆင်ဝေဖန်သုံးသက်ပေးသွားကြပါဦးခင်ဗျာခင်လာကူမောင်မောင်ရဲ့တရင် vlog ကိုကြီးပြောရမယ်ဆိုလို့ရှိရင်ဇော်ဘုံကိုဖမ်းဆီးတာနိုင်ငံတော်ဆင့်ဖမ်းဆီးတာဖြစ်တယ်နိုင်ငံတော်ဆင့်ဖမ်းဆီးရဆိုတော့မေဇော်အောင်ဆန်းစုကြည်ကိုနော်နောက်ပြီးတော့ တမရအီဦးမင်းမျိုးဖန်ဆီးလိုမျိုးဖန်ဆီးတာနော်တမရထောက်လန်းရေးတမရထောက်လန်းရေးစားဖားနေဖန်ဆီးတာဖန်ဆီးရဲ့အတွက်ကြောင့်မလို့ဇော်ဘုံကြီးကနိုင်ငံတော်ဆစ်ဖန်ဆီးရတော့အောင်ဘာဒီများပြဿနာရှိနေလို့လဲဆိုရဲဟာကိုကြီးညာနေပြီကိုကြီးရဲ့အမြင်ကိုတက်တက်တုံးတက်ပဲကဲကိုမောင်းတဲ့ဘလော့ကပြီးသွားပြီကိုကြီးရဲ့အမြင်ကတော့ဇော်ဘုံကြီးကတမရသားရင်းနဲ့တမရအရှာရှိပိုင်းနေတဲ့ဂျားထဲမှာအကြောင်းတစ်ခုစတင်ဖန်တီးလာတယ်လို့ယူဆတဲ့အတွက်ကြောင့်တမရဆာဖာနေလို့ဖန်ဆီးချင်းသိမ်းတာဖြစ်တယ်ကွာ ဖုန်းရဲ့တုံးသက်ချက်မမှားဘူးဆိုလို့ရှိလို့ရှင်ဇွန်ဖုန်းရဲ့စကားလုံးနေဟိုအခုဒီနောက်ပိုင်းမှာဇွန်ဖုန်းနဲ့ပတ်သက်ပြီးတော့တက်လာတဲ့ကိုကြီးမမြင်ဘူးမကြားဘူးတဲ့ဒီစကားလုံးနေပေါ့နော်ကိုကြီးနားထောင်ကြည့်တဲ့ခါကျတော့ဇွန်ဖုန်းကတက်မလို့သာအောက်ချီဘူးအရန်ချစ်တယ်သူဖြစ်တဲ့အတွက်ကြောင့်မလို့အောက်ဘက်ကအရန်ကြီးပေါ်တော့အပီးရေနော်ဖြူရတန်းနေနော်သူ့ရဲ့အလုပ်ရက်တည်းကပေါ့နော်အောက်ကြီးစစ်သားတွေအတွက်နော်များစွာသောထောက်ပံ့မှုတွေကိုသူလုပ်ခဲ့တယ်။ဒါပေမဲ့အထက်ပိုင်းကကြတော့စောက်သုံးမကြတယ်စောက်သုံးမကြသလိုသူဆဲတယ်။နော်သူဆဲတာဒီမှားတယ်လို့မှန်တယ်လို့ကိုကြီးမဆိုးလို့ဘူးနော်။မဆိုးလို့ ဆိုတော့ဂျင်းအားကြောင့်ကြာလာလို့ရှိရင်အောက်တက်မလို့သားတွေကနေပြီးအထက်ရအကြီးပိုင်းနေစိတ်ဝမ်းကွဲလာစရာတော့ရှိတယ်ကွာသူရတချို့သောစကလုံးအုံနှုံနေတာတိတ်များလာတဲ့ခါကြောင့်မရှိရင်ဒါဟုတ်တစ်ဖက်ကဇဘဝိနဲ့ပြဿနာတက်တဲ့သူတွေကနေပြီးတော့ဖန်တီချင်းသိနေဥမအောင်မင်းဥမအောင်မင်းတို့ဘာလို့ပေါ့နော်ပြောနေကြတယ်ကိုကြီးကတော့မတင်ဘူးကွာဘာကြောင့်မတင်ဘူးလဲဆိုတော့ဒီလိုမျိုးဆဲလာတော့နေတော့တော့ကလေးကလားဆန်ဆန်ဖန်စီမယ်လို့မတင်ဘူးတက်မလို့ဆိုရယူဆဲနေတာဇဘဝိမှာဆဲနေတာမဟုတ်တို့တစ်ခါတနိုင်ကလုံးနဲ့ညဆင်းနေတာเนาะဒီမိပိတ်တွေဆိုအာရေလည်းမိုးမောင်ဆင်းတာကိုကြီးတော့လွင်ပုတ်ပြီလား အဲ့တော့ဒီချက်ကြောင့်မလို့ဖန်စီချင်းသေးတယ်လို့ကိုရယူဆရပြတ်ကြောင့်မလို့မဆက်ခအစိုးရအီးနေနေလေဇော်ပွဲကိုဒီတစ်ခါတော့တက်ညာငွေပေးပါလို့ကိုတောင်းဆိုပါတယ်ဘာကြောင့်လဲဆိုတော့လူဆိုတာပြည့်နေတော့မကင်းဘူးဗျသူရဲ့ပြောဆိုတဲ့ပြောဆိုမှုကြီးကဘယ်အထိရောက်သွားလဲဆိုတော့သူကသူ့သိပုံလည်းမရအောင်ဇော်ပွဲကနည်းနည်းလေးကလေးတော့ဆန်တယ်ဒါလေးကိုအသီးမှဖြူတဲ့အနေနဲ့ခံဝင်နေတဲ့ပြည့်ပြည့်နောက်မင်းဒီလိုစကားတွေဘယ်တော့မပြောပါဘူးဆိုတော့ခံဝင်နေတဲ့ပြည့်တော့ပြန်တော့ပေးပါလို့ကိုရောက်ဒီနေရာကြီးတောင်းဆိုပါတယ်လူမျိုးစုဆိုတာရှိလို့ရှိလို့ရှင်တိုင်းပြည်ဆိုတာဖြစ်လာတာပဲ တော့တစ်ဖက်လူမဲတစ်ဖက်လူမျိုးနဲ့တစ်ဖက်လူမျိုးချစ်ကြည်ပြီးတော့နှစ်ဦးပေါင်းစည်းလို့ရှိလို့ရှင်ပြည်တော်စုဆိုတာဖြစ်လာတာပဲအဲ့တော့ပြည်တော်စုတွေတိုင်းပြည်တွေရှိလာတဲ့ခါကျလို့ရှင် sovereignty ဆိုတဲ့ချုပ်ချာအာဏာရှိလာတယ် sovereignty ရဲ့ချုပ်ချာအာဏာကိုဘယ်သူကစောင့်ရှောက်လဲဆိုလို့ရှင်အဲ့ဒီလူမျိုးစုရဲ့တော့လူမျိုးစုခေါင်းဆောင်ရဲ့စစ်တပ်ကနေပြီးတော့ဥဆောင်ပြီးတော့ကာကွယ်စောင့်ရှောက်တဲ့ဒီချုပ်ချာအာဏာပေါ့ဟုတ်ပြီလားအဲ့တော့ မင်းတို့တိုလဲပါဈေးချင်ပါလေဆိုတော့တက်မလို့ကြီးဆိုတော့မရှိမဖြစ်ငါတို့အတွက်လိုအပ်တယ်ငါတို့လူမျိုးအတွက်လိုအပ်တယ်ဒီလူမျိုးစုကိုစားပြီးတက်မလို့ကွာဟုတ်ပြီလားဟောဒီတက်မလို့ဆိုတာမရှိလို့ရှိလို့ရှိလို့ရှိရင်မင်းတပုံကနေပြီးတော့မျိုးဝတက်ပြီးတော့မင်းတို့ညီမတွေကိုမင်းတို့ရှိတယ်ဟိုရင်းဟိုပိုင်းလို့ပေါ့ဘောပေါ့လားနော်အခုလက်နဲ့ကြိုက်ထားခြင်းတူတူတနက်ကြိုက်ထားတဲ့လမ်းမှာတောင်းရနေစစ်သားလမ်းမှာတောင်းနေရှေးကမင်းတို့ဥပေတဲ့ညီညွတ်နေလို့ရှိလို့ရှိရင်ဘာမင်းတို့လုံးလို့ရတယ်တော့တက်ပြီးစဉ်းစားရမယ်။ဟောကိုစော်ဘုန်းကြီးကိစ္စတွေကိုကြီးပြောကြတယ်။ကိုစော်ဘုန်းကြီးကိစ္စကိုစော်ဘုန်းကြီးပြောတဲ့စကားတွေကမှားတယ်လို့ကိုကြီးမဆိုလို့ဘူးနော်။ကိုစော်ဘုန်းကြီးကအမှန်တရား အမှန်ကိုပြောတာဒါပေမဲ့နော်ကိုကြီးတို့ကဘာနဲ့ဥပမာပေးပြမလဲဆိုလို့ရှိရင်ကိုကြီးတို့တိုင်းပြည်ကြီးကိုစိတ်ယုံကြီးတစ်ခုနဲ့သဘောထားပြတယ်ကိုကြီးကပြည်သူဖြစ်တဲ့ကြကိုကြီးကကွန်ဆူမာစားသုံးသူတွေပေါ့တက်မလို့ရစိတ်ယုံကြီးနော်အဲ့တက်မလို့ကြီးကထွက်လာတဲ့ဒီကုန်ထုတ်လုံမှုရဲ့ဒီကုန်ထုတ်တွေကိုပဲကိုကြီးကကောမကောင် quality ပြီမမီကိုကြီးကကြည့်ကြည့်ပြီးဆုံးဖြတ်ရမှာနော်ရလက်ကိုပဲကိုကြီးကဆုံးဖြတ်ရမှာဒီစိုက်ယုံမှာရှိတဲ့ super fighter နဲ့ operation နဲ့ပြဿနာတက်တာတို့နော်အဲအောက်ကနေအလုံသမားတွေနဲ့သိရမလားဒီ super fighter နဲ့မတင်မလဲဖြစ်နေတာတို့နော်စိုက်ယုံမှုကနေပြီးတော့စောက်သုံးမကြတော့ဘူးတော့ပြီးဆင်းလို့မရဘူးအဲ့တော့လဲဆိုတာသူတို့အပိုင်း တော့တပ်မလို့ရဒီလိုပဲအောက်ချိန်နဲ့အပေါ်နဲ့သူ့အောင်အစင်ပြေတာမပြေတာကိုရုံးနဲ့မဆိုင်ဘူးဟုတ်ပြီလားသဘောကြီးမှားသွားတာအဲ့ချက်သူကမှားသွားတာအခုမှအောက်ချိန်နဲ့အပေါ်နဲ့ကတော့ပြက်လာတက်လာမှာဘူးအစင်ပြေတာတက်လာဒါပေမဲ့သူကတော့ထောက်ပြတာကြီးများသွားတော့တော့သူတိသွားတယ်များလို့ကပြောတာအဲ့တော့ကိုရုံးကကိုရုံးတကယ်တုံးတက်ကမှာကိုရုံးကရနကူကူတုံးတက်မှာအဓိကအဲ့တော့အကြီးကြောင်းလို့တောင်းလို့ဝိုင်းတိုင်နဲ့ရနတိုင်တောင်းနေဆိုပြီးငါတို့ကိုထိနိုင်လားငါတို့ကိုအခုတည်းအကောက်တောင်းထိနေပြီလား နော်အဲ့ရွာတွေကိုမီးရှို့တာပဲမပြောနဲ့ရွာတွေမီးရှို့တယ်ဆိုတဘုံရွာသလိုရှိလို့ချင်းတက်လို့ရတယ်မီးရှို့မှာပဲအမြစ်တက်ရှင်းရမှာပဲဘာကြောင့်လဲဆိုဒါတဘုံရွာလीဟုတ်တယ်မလားနော်ဦးပြောကြတာအဲ့ဒါအဲ့တော့ဇဘုံင်းလဲကန်ကောင်းပါသေးတယ်သူကအမှန်တရားပြောတယ်ဆိုပေမဲ့တော့ဘယ်သူလဲဖြစ်ဖြစ်ကွာကိုရင်းစာကြည့်လိုက်မင်းလုံးဝလုံးတင်မဲမအားတဲ့ဂျာနေအင်တယ်လာကြမင်းသားသမီးကနေမင်းကိုအော်မင်းတက်ဆက်စာစလုံးကြမစလို့ရှင်မင်းတို့ကြဒီဘုံရွာကလည်းကိုစားစားလိုက်အခုဘုံပေါ်ကြီး ုတ်ပြီးကြတော့ဇမိုးရင်ကပြည်ပအကြီးကြီးမှတတ်မခံနိုင်ဘူးငါကကာကြီးတစ်ခုလည်းမတတ်ခံသေးတယ်တခြားပြုတ်တက်တာရှော့ပြောတော့ဒီယူပါတော့မယုံနဲ့နော်မတတ်ခံသေးဘူးဒါအကူကြီးပြောနေလို့လာတာဟုတ်ပြီလားနားလေခင်ဗျားတို့ NLD NUG CRB အပေါ်ရောသူတို့ထောက်ခံတဲ့လူတွေရောမေ့ချင်တာပဲဒီမိုကရေစီပါတီမိုကရေစီလေဒီဒီမိုကရေစီလားဒီမိုကရေစီဆိုတာဘာလဲတရားဝင်လေးလာကြအောင် ဘာမှမဟုတ်တဲ့ဝန်ထမ်းนี่တောင်းဆရာမတွေလိုက်တောင်းမင်းတို့အဲ့ကိုခုံနေလားဟင်တောင်းဆရာမတွေဘာဖြစ်လဲသူတို့စာတင်ပေးနေတာခလေးတွေစာတင်ပေးနေတာဟမ်တောင်းဦးမဖြစ်တယ်ဆရာဆံမပေါ်ပြေးမယ်ခလေးတွေကိုမင်းတို့ကတားဆီးတယ်မင်းတို့မျိုးပေါ်ပြန်မလာနေတော့เนาะဘယ်တော့မှ င်းတို့လောက်ရကိုမင်းတို့ကြည့်ကျမတို့တက်တယ်ကျမတို့ကိုတက်ယူနေမင်းတို့ပြောတဲ့ဆက်အနာရှင်ကြီးကထုံနေပါလားဆက်အနာရှင်ရဲ့ပညာရေးကိုကျော်ဒီပညာရေးကဒေါ်စန်းစုကြည်အန်အန်ဒီလက်ထက်မှာချထားပြီးခဲ့တဲ့ပညာရေးနော်ဟင် ောက်ပြီးတော့စောက်ပြီးစောက်ပြီးလေးပြောနေတယ်စီဒီယံဝင်တယ်စီဒီယံလုံးရေယူမယ်စီဒီယံဆိုတော့စီဒီယံလုံးပြီးတော့ဖာဖြစ်နေတဲ့မိမတွေအများကြီးဟင်ယူရီယာမှာကေဒီဘီမှာဆက်မှလုံနေရတယ်တောက်ဆရာမတွေဝန်ထမ်းတွေအများကြီးအဲ့ဒါကိုမင်းတို့အုံနောက်ကလေးတော့နည်းနည်းစဉ်းစားအောင်အလကားတက်တက်အသက်တွေကိုလိုက်တက်နေအောင်တောက်ဆရာမပေါ့ review ไกลนะ သမက်ကိုင်တဲ့လက်တွေပေါ့ပညာရေးဝန်ထမ်းဆိုတာမင်းတို့ကလေးဘဝတစ်ခုပြောင်းမင်းတို့မိသားစုတွေဘဝတစ်ခုပြောင်းမင်းတို့မိတော်မိပတ်မြောက်ပြီးခဲ့ငါတို့နာနာ၅ပါးတည်းမှာပါတယ်ဆရာမတွေအဲ့ဒါတွေကိုမင်းတို့လုံနေတယ်ဆိုတော့မင်းတို့ကောင်တွေကျင်းနေတယ်ဒီဘဝမှာလေလူတော်လူတော်တဲ့လူတော်သူတော်တဲ့တိုးလို့ရအောင်ပေါ့နော်မျိုးပေါ်တက်ပြီးတော့လေမင်းတို့သားသမီးတွေအတွက်ကောမင်းတို့ဒီဘဝမှာလေဝက်လေမှာကျင်းနေပေါ့ ောင်းလေးနည်းနည်းတောင်းကြအောင်ဒလပိန်းလုံးနေရဆောက်ဟိုမှာပြည်ပြည်ဟိုကောင်တွေပြောက်ပေးတိုင်းရှောက်ပြီးတော့ဟိုကောင်တွေဒေါ်လာသနိုင်ငံရေးကိုလှုပ်ထားနေတဲ့ကောင်တွေကနားလေလားနော်ငါအဲ့လောက်ပဲပြောမယ်နော်မင်းတို့ကောင်တွေနော်အေးနော်အခုခုနလိုပေါ့ဂျူလာ73ရက်နေ့မှာ NUGCRPH ကထုတ်ပြန်လာတဲ့စာတစောင်းရှိတယ်ဗောနော်အဲ့ဒီစာထဲမှာဘာတွေပါလဲဆိုတော့ဗောနော်အခုလက်ရှိကျွန်တော်နိုင်ငံရေးအခကြီးသေးပေါ့နော် အဲ့ဒီမှာ CDM လောက်လောက်ကြတဲ့နိုင်ငံဝန်ထမ်းတွေကိုတို့အတိမပြုတယ်ပေါ့နော်တို့ချင်းမြောက်မယ်ဆိုပြီးမှပြောတယ်ပေါ့နော်ပြောထားတာတွေ့နောက်ပြီးမှ NaN CDL ကိုတော့ခုနလိုပေါ့နော်ဒါလက်ရှိနိုင်ငံတော်အဲတမတော်ဖက်မှာပါတဲ့အတွက်တို့ကိုတော့ချစ်တရားရောအေးအေးယူမယ်ဆိုတဲ့အချက်တွေပါတယ်နော်ဟုတ်ပြီလားမချက်နော်နောက်ပြီးမှအခုလက်ရှိ NaN CDN ဒီရှိနေတဲ့ NaN CDL တွေကတို့တော်လာရေးပြောရမှာပေါ့ကွာအဲ့ဒီမှာတတိပူလာတို့တို့အတွက်ကူညီပေးတာတို့ရှိရတော့ အတိပေးတာ၄ကီလိုခွေပေးမယ်ဆိုပြီးမှထုတ်ပြလာတာတွေ့တယ်ဒီသုံးချက်တွေ့တယ်ဟုတ်ပြီလားနော်အဲ့ဒါကျွန်တော်ပြောပြချင်တာကပေါ့နော်ဟုတ်ပါတယ်နော်အခုကျွန်တော်တို့ဒီနိုင်ငံရဲ့ခီးကြီးတင်းမှာဟုတ်လားအကြောင်းမျိုးမျိုးကြောင့်ခုနလိုပေါ့နော်ခုနလိုပေါ့ဝါဒနာပါလို့ပဲဖြစ်ဖြစ်ဟုတ်လားခုနလိုပေါ့အဲပြက်လို့ဒီအခုခုနလိုပေါ့ယုံကြည်လို့ပဲဖြစ်ဖြစ် CDM လောက်သွားတဲ့ဝန်ထမ်းတွေရှိတယ် နော်စီနီယာလုပ်သွားတဲ့ဝန်ထမ်းတွေရှိတယ်။နော်စီနီယာဝန်ထမ်းတွေကိုတို့က NGO ဝူကြီးတွေ CRP ချကဟာလာလဆာတွေပေးမယ်ထောက်ပကြီးတွေပေးမယ်မိသားစုလည်းဘာမှမပူရအောင်ဆိုတော့ပြက်လို့ပေးခဲ့တာ။နော်ဟုတ်လားအဲ့လိုလုပ်ခဲ့ရပြီးမှစီနီယာလုပ်သွားတဲ့လူတွေရှိတယ်။အခု CDM လုပ်သွားတဲ့ဝန်ဝန်ထမ်းလေးတွေကခုလက်ရှိအချိန်ထဲမှာဘာတွေဖြစ်နေလဲဆိုတော့တိုင်တန်လင်းနေကံမှာရောက်နေတဲ့စီနီယာလုပ်သွားတဲ့အမျိုးသမီးတွေကတိုင်တန်လင်းနေကံတွေလည်းမငြင်းငယ်တွေဖြစ်နေတယ်။မငြင်းငယ်တွေဖြစ်နေကြတယ်ဗောနော်။ခိုင်းနိုင်ငံမှာရောက်သွားတဲ့အမျိုးသမီးတွေကလည်းအမေပေးတဲ့လေတကွင်းနဲ့ ဟလားလှုပ်ရှားနေရတဲ့နေခါရောက်သွားတယ်စီဒီအမလှုပ်သွားတဲ့ဝန်သားယောက်ျားတွေကဟလားဟလားခုနကလောရေတပ်ဘူးခုကောက်တာတွေဟလားပယံလှုပ်ငါးတွေလှုပ်တာတွေဒီယာဘူးခုတွေကောက်တာတွေအနေထားနဲ့ဖြစ်သွားတယ်နော်သူတို့ဘဝကိုပြတ်သွားတာတော်တော်လေးကိုဒုက္ခရောက်သွားတာနော်ဟာခင်ဗျားတို့လည်းသိပြီးသားပဲနော်ပြောတော့ခင်ဗျားတို့ကလဆာပေးမယ်ဘာလို့ထောက်ပါကျင်းပြသူတို့ကတော့မျိုးလေးချင်းနဲ့လှုပ်သွားကြတယ်။ဘာထောက်ပါကျင်းတရားမမရစီတယ်လှုပ်သွားဝင်လာတယ်ခုတောင်းဒုက္ခရောက်နေတာဟုတ်လား။တိမပြောချင်ဘူးနော်ဟုတ်လား။ တိမပြောချင်ဘူးလို့ပြောချင်တယ်နော် NUG ဝကြီးဒီဘာညာကွေ့ကွာလေးတွေပေါ့နော်ဟုတ်လားအခုနန်းစီတရားကိုလည်းသူတို့ကတော့လက်ရှိနာဂိုင်တော့ပုံကာမှုတော့ပေါ့တတ်မတော်ဖိမပါသေးတယ်သူတို့ကတော့တတိယဝရေးယူမယ်ဟုတ်လားအဲ့လားစကားကြီးပြီးမှစာရီထုတ်ပြန်မနေနဲ့လို့မြန်မာပြည်ပြန်လာပြီးမှအရေးယူလာရဲ့လို့လက်ရှိနိုင်ငံဝန်ထမ်းတွေမြန်မာပြည်မှာ CDM မလုပ်တဲ့ဝန်ထမ်းတွေတန်းကနားရှိတယ်လို့နော်ဟုတ်လားနိုင်ငံဝန်ထမ်းဆိုတာနိုင်ငံတော်ရဲ့ကျေးဇူးတရားကိုစောင့်တည်ယူတရရတယ်ဗျနော်ဟုတ်ပြီလားပြောပြမယ်နော်ဘယ်ရဆူရတက်တက် တက်လာတဲ့အစိုးရရဲ့ policy အတိုင်းကျွန်တော်တို့ကလိုက်နာဆောင်ရွက်ရတာဖြစ်တယ်နော်နိုင်ငံကိုထားဆိုပါတီနိုင်ငံရဲ့ကိရှင်းရတယ်နော်တခါတည်းဥပဒေမှာပြတ်ထားပြီလားဟုတ်ပြီလားနော်အခု CDM မလုတ်တဲ့ဝန်ထားတဲ့ NaN CDM တွေဆိုတာလေဟုတ်လားအုံနောက်ရှိလို့ CDM မလုတ်တာအုံနောက်မရှိလို့က CDM လုတ်ပြီးဒုက္ခရောက်နေကြတာဒါဒေပြောပြတာဒေပြောပြတာဟုတ်ပြီလားနော်အခုကျွန်တော်တို့ NaN CDM ကြီးကတော့ခုနလိုပေါ့နော်ဘာပဲဖြစ်ဖြစ်ကိုယ့်အလုပ်ကိုလုပ်နေတာဟုတ်လား ခင်ဗျားတို့အန်ယူဂျီပဲမကလို့ဘာကောင်ကမလို့ခင်ဗျားနိုင်ငံတော်တာဝန်ယူပြီဆိုစီနိုင်ငံကိုထားတာရှိနေမယ်ဆိုတာခင်ဗျားအလုံးထိုင်မှာမှတ်ထားတာအခုကခင်ဗျားတို့အန်ယူဂျီဝူဂျီဒီဘာရင်းညာရလားနာစီဒီအရကိုပြက်နာရှာတယ်နာစီဒီအရကိုလိုက်တက်ဖြတ်နေတယ်နာစီဒီအရမိသားစုတွေကိုလိုက်ပြက်နာရှာနေတယ်ဟုတ်လားခင်ဗျားတို့ကဘာနိုင်ငံရေးပါလို့ကျွန်တော်နားမလည်ဘူးနော်အမြဲမပြောချင်ဘူးနော်ဟုတ်လားအဲ့ဒါပဲပြောချင်ပါတယ်ကျုပ်တင်ပါမယ်อืมဘာလဲဆိုတော့တချို့လူတော်တော်များများငါ့ကို ်ဟောအပေါက်ကနေကျွန်တော်ကပြောတော့ပေါ့နော်အပေါက်ကဒီငါအပေါက်ချက်ပေါက်ပြန်နေမှာလာပြောလိုက်ပေါ့အခုလေကြင်လေးဝင်လိုက်ပါလားတဲ့အဲကြင်ရီဆိုတော့ကွာငါပြောမယ်ဆိုရင်တူပြန်တော့ကြင်ရီဆိုတဲ့မျိုးကဒါတော့ဝါပေါ့နော်ရင်အောက်တုန်းကလည်းငါပြောခဲ့တယ်ပေါ့ကြင်ရီဆိုတော့အဲသူ့ပြည်နယ်ကောင်းစားရေးအတွက်ပေါ့အဲ့ဒါမျိုးလှုပ်တာပေါ့အဲဒီမြန်မာတပ်မတော်ဆိုတော့ကွာမြန်မာတနိုင်ငံလုံးကောင်းစားရေးအတွက်လှုပ်တယ်အဲ့ဒါကြောင့်မို့အဲငါမြန်မာတပ်မတော်ထဲမှာနေတာကွာဟုတ်ပြီလားဘာဖြစ်လို့လဲဆိုတော့ကွာငါကြင်ရီထဲမှာ6နှစ်နေခဲ့တယ်ကွာ ဟုတ်ကဲ့သူ့ကောင်ကိုတီးအောင်လို့ကွာငါတခြားကောင်မှလည်းပြောပြရအောင်နော်ဘာဖြစ်လို့ဆိုတော့ငါဓာတ်မှုတီတင်လိုက်တင်လိုက်ကွာအဲခေါင်းဆောင်မီဒီယာတွေဖြတ်ချတယ်ဟုတ်တယ်မလားခေါင်းဆောင်မီဒီယာတွေဖြတ်ချတယ်တွတ်တော်တွေဖြတ်ချတယ်ကွာအဲဆောက်မီဒီယာတွေမယုံဘူးကွာဟုတ်ကဲ့အဲဘယ်မီဒီယာမီဒီယာတွေဖြစ်ဖြစ်ကွာဟုတ်ကဲ့မယုံဘူးအဲ့ဒါကြောင့်ကွာပြီးတော့ငါတခုတော့မယ်ကွာဒီမောက်ဆဲရအောင်ဆဲရရစီကျတော့ဆဲအင်္ဂါမန်ရှင်းခုံမှာငါဆဲတဲ့ခါကျမှမင်းကောင်းရောအဲ့မလို့မဖြတ်နဲ့ကွာဟုတ်ကဲ့နော်မဖြတ်ချနဲ့ အဲ့နောက်ပြန်မှဇဘုံမထုနဲ့ပေါ့ဗျာအကောက်ကိုလည်းယောက်ျားဆိုလို့ရှိရင်တော့ဇဘုံမထုနဲ့အင်းဟာပြောရှင်တယ်ဟုတ်ကဲ့တချို့လူတော်များများတိပါလေပေါ့ငါဘယ်ရလာလဲဆိုတော့လူတော်များများတိတယ်ငါအကောက်ကလည်းခု share ဆိုလို့အဲသူတော်များများတိတယ်ပေါ့အင်းမင်းတို့အဲ့တိအောင်ပါပြောတယ်ဟုတ်ကဲ့အင်းနောက်ပွဲမစားနဲ့နော်ပွဲရှောက်ခြင်းနော်မင်းတို့ထိုင်နေမင်းတို့ကန်လေနောက်ဘုရမတော်ပြောမယ်အင်းငါနော်အင်းမင်းတို့လည်းငါစော်အောင်ငါ့ကိုလည်းလာရင်စော်ပါနဲ့အင်းနောက်ပြောပါလေဆိုတော့အဲမင်းတို့ပြောလို့ပေါ့နော် ညချင်ရချင်တယ်ပါညာပေါ့မင်းလာပင် စစ်ကောင်စီတပ်နှင့်တော်လန်ရေးတပ်များနှင်းရက်ဆက်တိုက်ပွဲဖြစ်ပြီးစစ်ရေးတင်းမာနေနှစ်ဖက်ထိခိုက်သေးဆုံးမှုရှိသလိုအရက်သားသေဆုံးမှုများလည်းရှိပဲကိုယ်တိုင်းတာယာဝတီခရိုင်မင်းလာမြို့နယ်မှာစစ်ကောင်စီတပ်နဲ့တော်လန်ရေးတပ်တွေကြားထိတွေ့တိုက်ပွဲနှင်းရက်ဆက်ဖြစ်ပွားနေပြီးနှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိသလိုစစ်ကောင်စီပစ်ခတ်မှုကြောင့်အရက်သားသေဆုံးမှုတွေလည်းရှိခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကမောင်းဝပြောပါတယ် ဇွန်လ16ရက်မနေ့ကမနက်7:00နာရီခွဲချိန်လောက်မှာမင်းလာမြို့နယ်ထောက်ကျအုပ်စုဆင်အိုင်ချောင်းပေါက်ရွာအနီးမှာတော်လန်ရေးတပ်တွေနဲ့စစ်ကောင်စီကြားထိတွေ့တိုက်ပွဲဆက်တင်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီကတာကလေးရွာဖုန်ကြီးကျောင်းကနေလက်နက်ကြီးပစ်ကူတာတွေလုဆောင်ခဲ့တယ်လို့သိရပါတယ်။ ဲ့ဒီနေ့ညနေပိုင်းမှာပဲမင်းလာမြို့နယ်အပိုင်းရန်ကုန်ပြည်လမ်းပိုင်းကစစ်ကွင်းနာဆောင်ရဲကင်းကိုတော်လန်ရေးတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနှစ်ဖက်ထိခိုက်မှုတွေရှိခဲ့ကြောင်းသိရပါတယ်။ဒါအပြင်အဲ့ဒီလိုနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်းအတွင်းရန်ကုန်ပြည်အဝေးပြေးလမ်းပေါ်ကားလမ်းတွေသွားမရအောင်ပိတ်ဆို့သွားခဲ့တယ်လို့ပြည်မျိုးဘက်ကနေမောင်းနှင်လာတဲ့အင်စီကားတစ်စီးကိုလည်းလက်နက်ကြီးထိမှန်ကအရက်သား၃ယောက်နေရမှာတင်တေဆုံးခဲ့ပါသေးတယ်။ သူတို့ကပေါင်းဒီမှာမက်လာဆောင်သွားပြန်လာကြတာလို့သိရတယ်တိုက်ပွဲနေရာကိုမရက်ပဲစိုးဝင်သွားတာလို့စစ်ရေးတရင်ရင်မြစ်ကမောင်းကိုပြောပါတယ်ဇွန်လ18ရက်ဒီနေ့မှာလဲစစ်ကောင်စီကပြည်မျိုးကနေအင်အားတရနီးပါးထပ်မံဖြစ်တင်းထားပြီးတော်လန်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားနေတယ်လို့သိရပါတယ်တိုက်ပွဲကနှစ်ရက်ဖြစ်တာမနေ့ကပူချမ်းနဲ့ဒီနေ့ကတိတ်တော့မဖြစ်ဘူးကားသွားလာလဲနေသွားတယ်နှစ်ဖက်ထိခိုက်တိုက်စုံမှုတွေရှိတယ် စစ်တပ်ဖက်တသေးတာပဲအတီးပြုတ်လို့ရသေးတယ်ကြံတာတော့အတီးမပြုတ်နိုင်သေးဘူးလို့စည်ရည်တည်ရင်းမြစ်ကမောင်းကိုပြောပါတယ်။ဒါအပြင်ဒီနေ့မနက်2နာရီချိန်ကလည်းမင်းလာမြို့နယ်တာကလေးရွာဖုန်ကြီးကျောင်းဝန်းနယ်တက်ဆွဲထားတဲ့စစ်အုပ်စုတွေကလက်နက်ကြီးတွေပစ်ခတ်ခဲ့လို့ဂန်းကောပင်အုပ်စုဖားလေးကွင်းမြောက်စုရွာအတွင်းနေအိမ်တလုံးပေါ်ကြားရောက်ပောက်ကွဲပြီးအသက်80ကျော်အရွယ်အငိမ့်စားကျောင်းဆရာမကြီးတယောက်6လောက်ပြတ်တန်ရာနဲ့အတူတေဆုံးခဲ့ကြောင်းသိရပါတယ်။ ဒါအပြင်မွေးစားသမီးဖြစ်သူလည်းလက်ပြတ်တန်းရရရှိသွားတယ်လို့စစ်ရေးတရင်ရင်မြစ်ကပြောခဲ့ပါတယ်။အင်းတို့ငင်းချမ်းရချင်တာနည်းနည်းပဲငါတို့စစ်သားတွေပို့တော့ငင်းချမ်းရချင်တယ်ကွာမဟုတ်လား။အဲစစ်တိုက်နေရတဲ့ကောင်တွေပို့ပြီးမှစစ်ကိုမုန်းနေ။ဒါစစ်သားတိုင်းကြီးတွေကွာစစ်သားတိုင်းကစစ်တိုက်ရတာပို့မုန်းနေ။ဟုတ်တယ်မလား။ အဲကြောင့်မို့ကျွန်တော်ငင်းချမ်းရရင်ငါဘောပို့တော့ငင်းချမ်းရရင်ဘာဖြစ်လို့လဲဆိုတော့မင်းတပုံးတော်တော်နည်းများကွာတဲ့ NCA မှာလက်မှတ်မထိုးမချင်ရလို့တည်ရမလားဒီတိုက်ပွဲတွေဖြစ်နေရောမှာပဲဖြီးသူတွေတိတ်နေရောမှာလည်းအဲတိုးဝင်စည်းစိမ်ရင်လည်းပျက်စီးဆုံးရှုံးနေရောမှာလည်းမင်းတို့အဲ့ဒါကိုပို့လို့တယ်ဟုတ်ပြီအဲတချို့ကောင်တွေမတည်ဘူးတချို့နယ်ပယ်မျိုးတွေကတည်ရမလားအဲမြန်မာနိုင်ငံကြီးဘာဖြစ်လို့အဲမလို့ဒါစစ်ပွဲဖြစ်နေရဲဆိုလည်းတချို့ကောင်မတည်ဘူးအဲတခြားပြည်ပစစ်တွေဝင်လာမှာကြောင့်မို့ဒါအဟန့်အတားလောက်ထားရဲဆိုတော့တချို့ကောင်တွေမတည်ဘူးအဲဒါကြောင့်မို့တချို့ကောင်တွေနော် အဲဆော့အမ်ချောင်းနေပြီးတော့ဆော့အမ်ချောင်းမှာလည်းငါကောက်ထိုင်လာမဆဲပါနဲ့အမန်းရှင်းခုပြီးဆဲမှာမျိုးတော်တော်ထိမယ်နော်ပြောပြီးနော်ဒီခရာပင်ကပြောရှင်းနေပြီလားညာတို့ကစစ်တက်ကိုမကောင်းဘူးလို့ပဲပြောကြတာနော်တက်မတော်ရဲ့ကောင်းခွက်တွေကိုဘယ်ပြီးဘဝမှာချပြလိမ့်မရှိနော်တက်မတော်မကောင်းချောင်းကိုလည်းချပြနော်အဲတခင်အားရဂျုံမွားပါလို့ခေါ်တယ်ကျန်အောင်မကြည့်နဲ့လောက်ကိုင်းမှာတုံးက ဖြစ်စဉ်လေးကိုကျွန်တော်ပြပြလောက်ခိုင်းမှာခမားတို့လိုပဲကျွန်တော်လည်းအယတားပဲနော်ခမားတို့လိုပဲအယတားပဲလောက်ခိုင်းမှာကျွန်တော်တို့နေခဲ့တဲ့ပြည်သူလူထု၃တန်းလောက်ရှိတယ်အဲ့ပြည်သူလူထု၃တန်းကဒါကဆာကြီးကိုမိပြီးလောက်ကင်စားတော့တာနော်လောက်ခိုင်းဒါကဆာစစ်တက်ကြီးကိုမိခိုးပြီးတော့မှလောက်ကင်စားတော့တာကိုကိုကိုတိကြလားမမိခိုးဘူးလို့ပြောလို့ရှိ ਉ မလား ဟမ်ခင်ဗျားတို့တာကသာစစ်တပ်ကိုမိခိုရတဲ့အတွက်အကြံခုတ်ဆိုလေခင်ဗျားတို့လမ်းဖြောင်းနေတော့လာတာအဆင်ပြေတယ်နော်ပင်ရံပဲလှုပ်လို့အဲကုံသိမ်းပဲရောက်ရောက်ဘာပဲလှုပ်လို့လောက်ကိုင်းမှာလှုပ်စားခဲ့တဲ့လူတွေအများကြီးအများကြီးသိတယ်ဒါပေမဲ့ကျွန်တော်အကောင်ထဲမှာလောက်ကိုင်းမှာကျွန်တော်နဲ့စုံဘူးတဲ့လူကျွန်တော်နဲ့ဂျုံဘူးရဲ့လူတွေရှိကြမှာရှိတယ်ကျွန်တော်ကတော့နားပန်နော်တာဝါရန်အောက်ကဒေါ်ရှမ်းမဝင်းထဲမှာ အဆောင်ငှားနေတဲ့အကြီးအောင်နော်ကိုအရန်စားတယ်နာမည်ဝမ်းစစ်တူလို့ခေါ်တယ်နော်ကိုမစားရစားတယ်အခုမှကိုကိုဖျက်ပလိုက်တယ်ပြောပြတာနော်မြောက်လောက်ကင်တကားစာယုံမီကိုလောက်ကင်စားတော့နေတဲ့ပြည်သူလူထု၃တန်းကကျွန်တော်အကောင်တွေမှာတယောက်မှပုံမလာဘူးနော် နောက်ပိုင်းဆိုကျွန်တော်ဆလောကြောင်းတွေပဲပြောပြမှာခင်ဗျားတို့ဆလောဆော့ရဲ့လူတွေကိုနော်ဆလောကြောင်းတွေမှာထပ်ပြောပြအောင်မယ်ကျွန်တော်အရေကောက်တုံးလည်းတင်းနေဒါမှလည်းဖြတ်ချတာမဟုတ်ဘူးအဲ့ဒီကောက်ကကျွန်တော်ပိတ်ခံလိုက်ရတယ်ကျွန်တော်မပြောတော့တာအခုဒီကောက်မှာကျွန်တော်ဆလောကြောင်းလေးတွေပြန်ပြီးပြောပြပြမယ်နော်နောက်တစ်ခုစစ်တပ်ကိုမကောင်းဘူးလို့ပြောတဲ့သူတွေကိုလေဒါကျွန်တော်ခြားကြရင်ဖြစ်တယ်ပြည်သူသုံးသားလောက်စစ်တပ်ကနေပြီးတော့မှစစ်တပ်ကဒီစစ်ပွဲအခြေအနေရဒါကစကြီးကိုနော်လောက်ကိုင်းမြို့ကိုအုပ်ချုပ်ထားတဲ့ဒါကစ စစ်သားတွေအကုန်လုံးကเนาะလက်နဲ့ချပေးလိုက်တဲ့အချိန်မှာပြည်သူလူထုတုံးတမ်းပါဖြစ်သွားတယ်အလုတ်လက်မဲ့ဖြစ်သွားတယ်အဲ့ဒီလိုပဲပြောပြမယ်ခမားတို့လောက်ကိုင်းမှာရတမြငွေငွေဟာထိုင်းမှာတွားလုတ်တဲ့တည့်ရက်စာကိုနိုင်ပိုင်းမဲ့ရှာလို့ရတယ်အဲ့တော့ခမားသိတယ်မလားညောသိဒီကိုပြောရရင်နည်းနည်းစိတ်ဝင်စားတော့နော်ဒီနေ့ကကျွန်တော်ပြောလိုက်တာပြည်သူစင်ကြီးကိုဒီဆက်သွဲ့ပြီး မသိမလုံးဟုတ်ကဲ့ Okay ဒီကိုကျွန်တော်စကားလေးတစ်ခုပြောပြမယ်နော်စစ်သားဆိုတာအယိုးဆွေးတဲ့အထိမိဘကိုလည်းလှုပ်ကြွေးဝင်ရှိတယ်နော်ဇနီးမယောင်ကိုလည်းလှုပ်ကြွေးဝင်ရှိတယ်နော်ကိုနဲ့တက်ဆိုင်စစ်သားတယောက်နဲ့တက်ဆိုင်နေမိသားစုမှန်တယ်များစစ်သားရဲ့အယိုးကလှုပ်ကြွေးတယ်ဆိုတော့ဟုတ်ကြဘူးလားနော်ဟုတ်ကဲ့ကျွန်တော်အခုလို့ပြောရဲဆိုတာ ဆက်သွယ်ပြည့်နေတဲ့မိသားစုတွေကိုဆက်သွယ်ရသိချင်တယ်။နော်။ရှာရှိပြီးဝင်ပြီးအားချောင်းနေမဟုတ်ဘူး။တက်နိုင်တဲ့ဘက်ကကူညီပေးရ။အခုပြောတဲ့စကားကတိတ်မဟုတ်သေးဘူး။ပြောပြမယ်။မတည်သေးတဲ့လူတွေလည်းတည်အောင်နော်။စစ်သားတယောက်ရှည်တန်းထွက်လို့နော်။တရင်နဲ့ဆက်သွယ်6လမရဘူးဆိုလို့ရှိရင်တေးဆုံးစင်းရင်တင်တယ်။တေးဆုံးစင်းရင်တင်တဲ့အခါမှာ နော်တက်ကနေပြီး grade duty ပေါ့ grade duty ပေးမယ်ပင်စင်ပေးမယ်ပေါ့နော်စစ်သားတယောက်နဲ့ပင်စင်ပေါ့ပင်စင်ပေးမယ်အခါအဲ့လိုဖုန်းနံပါတ်တွေပေးမထားဘူးမိသားစုတွေကိုခြေချောင်းပြောမထားဘူးဆိုရင်အဲ့ဒီပင်စင်ဘလို့ပေးရမှာလဲဟင်စစ်သားနော်အဲ့ဒီပင်စင်ကဘလို့ပေးရမှာလဲစစ်သားတယောက်မခံစားခွင့်ရှိတယ်နော် အဂရေဂျူတီတွေပင်စင်နေနော်အသက်ပြေးလိုက်ရပြီဂရေဂျူတီပင်စင်နေရခမရတို့မိသားစုမှာမခံစားရဘလို့ခံစားမှာအဲ့ဒါကြောင့်တက်ကတောင်းတာတက်ကိုရောက်တကမိသားစုဖုန်းနံပါတ်မိသားစုရှိတာအကုန်မေးတယ်အမေဆိုတော့မရှိဘူးမပြောရင်နေလေဟုတ်ပြီလားမပြောရင်နေရှင်းရစစ်ပြင်းထွက်လို့တိုက်ပွဲကြတော့ကမနော်သူ့ရဲ့ဂရေဂျူတီကဘလို့စားမလဲမင်းတို့စဉ်းစားဦးနောက်ရှင်စဉ်းစားနော် ဟုတ်လားမိသားစုနဲ့ဆက်သွယ်မရတာရတာခင်ဗျားတို့ဆက်သွယ်ခင်ဗျားတို့ချိတ်ဆက်မှရမယ့်ကိစ္စကျွန်တော်ပြောချင်ရှင်းလေးပဲမိသားစုကိုဖုန်မင်းတို့ဖုန်နိုင်ပြီးမိသားစုဟာရေကိုရေးချက်လက်ပြီးဆိုတာမိသားစုကိုစစ်တပ်ကတော့ဒုက္ခပေးဖို့မဟုတ်ဘူးနော်တက်ရောက်တဲ့ခါမှာတောင်းနေဆိုတာခင်ဗျားတို့မလွှဲလာမရှောင်တာတိုက်ပွဲတစ်ခုမှထိခိုက်ဒဏ်ရာပဲရရနော်တိုက်ပွဲပဲကြကြရဲဘော်တယောက်ရဲ့ခံစား권ကိုပေးဖို့အတွက် အကုန်လည်းပဲတောင်းတာနော်ဂရေချူတီပေးဖို့အကုန်မင်္ဂလာပါရှင်တတင်းတော့မဟုတ်ဘူးပေါ့နော်ကျမတို့တမရိုတဲကစစ်တီတွေကိုနှိမ်လွန်းအားကြီးလို့ပြောချင်စစ်တရဲ့အကြောင်းကိုလည်းမသိပဲနဲ့ကွာစစ်တထင်မှလည်းမနေဘူးဘေးကနေပြောတဲ့စကားလေးတွေပေါ့နော်တချို့စစ်တပ်နဲ့မတည့်တဲ့လူတွေရဲ့ပြောတဲ့စကားလေးတွေပေါ့အဲ့ဒါတွေကိုနားထောင်ပြီးတော့စစ်တပ်ကိုဝီဖန်ဖောင်းထုတ် ကျမကတက်မတော်ချစ်တယ်။ကျမတက်မတော်ထဲမှာနေခဲ့ဘူးလေ။ဘယ်ခရီးကပြန်လာလား။ထမင်းမချက်ထားရင်အချိန်ကြီးနေနေတာမှာအမကြီးထမင်းနဲ့ကြွေးပါဦး။အကိုကြီးထမင်းနဲ့လူတိုင်းကြွေး။အေးတခုခုဖြစ်ပြီမလား။အိုးတိုက်နေအောင်ပူနေကြ။အပြင်မှာမရှိဘူး။အပြင်မှာလုံးဝမရှိဘူး။နေတာထိုင်တာတက်တက်ရရအကုန်လုံးအပြင်မှာလုံးဝမရှိဘူးကျမနေတဲ့ရက်ကွယ်မှာ အမိုက်တွေပြစ်ချင်တယ်လို့ဖြစ်တယ်။သူများအိတ်နေမှမသိဘေးမှာလာပြီးတော့စူညံပွက်စစ်တပ်တွေမှရှိတယ်။တင်းရှိသေးတယ်။စစ်သားတွေကငကြောက်တယ်ဟဲ့လား။အချက်တော့ပြောလိုက်စမ်းမင်းတို့ဒီစခန်းမရပြတ်မလာတဲ့နဲ့တခွန်းမပြောလိုက်စမ်းနော်စစ်သားဟိုးရှက်ကြမတဲ့နဲ့ကြုတ်လို့မိမတော့မှချက်ချင်းပွက်သိမ့်လိုက်မယ်။အဲ့လိုစိတ်ရရှိအေးတိလားစစ်သားတိုင်းမှရှိတယ်အဲ့စိတ်တက် ်ပြီးတော့ပြောခြင်းတိတ်ပြီးဖောင်းထုတ်နေမင်းအောင်လိုက်ရဲ့တက်မတော်ကြီးပါညာတိတ်ဖောင်းထုတ်ခြင်းလေမလားပဲ၆လလာစားကြည့်လိုက်လीအဲ့လိုပြောပြီးမှလက်ခံအဲ့လိုပြောပြီးမှအဲ့လိုပြောပြီးမှ မကောင်းပြောအဲ့လိုလာနေပြီးမှခံစားချက်တွေကိုတိပြီးမှမကောင်းပြောမယ်ဆိုလက်ခံတယ်ဘေးကနေတတရရပဲနေပြီးတော့စစ်သားအကြောင်းဘာသိလို့လဲပြောပါစစ်သားအကြောင်းမသိပဲနေဘာမှလာမပြောနေနဲ့ စစ်သားတွေဘလောက်ပေးဆက်တယ်တိလားလူခွေရေးဆိုတာ no အလုပ်သမားမဟုတ်ဘူးလေပဲဗါတဲ့ဟိုတနေ့ကပြောတန်ကြားပါတယ်ဘလူမှုဖူလုံကြီးမပါဘူးစစ်သားကြီးမပါဘူးကဲလူခွေရှိတယ်အချက်30ရှိတယ်လူခွေစက်နှုံ30 no အမိတ်နဲ့တစ္ဆာစီမှုပဲရှိတယ်အမိတ်နဲ့တစ္ဆာဆောင်တိမှုပဲရှိတယ်24နာရီတာဝန်ထမ်းဆောင်ရတယ် လာစာနည်းနည်းလေးတိလာပယင်သမားလာစာထနေတယ်တိလာအေးတိတ်ပြီးဖောင်းထုတ်ရှင်စက်တဲ့ထဲမှာလာဝင်နေလိုက်ပဲ6လလောက်လာစားပြီးမှပြောလိုက်လက်ခံမုန်းတာအင်္ဂလာပါရှင်ဂျွန်လ18ရက်နေ့ဖြစ်ပါတယ် အမ်နိညာတရင်လေးတွေပို့တာတော့ကြလို့ပေါ့နော်အဲ့ဒါနဲ့အဲဒီနေ့မနက်မှတင်ဆက်ပေးခြင်းဖြစ်ပါတယ်ဟိုကကျမကိုဘာဖြစ်လို့ဒီတရင်တွေပြောနေတာလဲလို့ပြောရလို့ရှိရယ်ကျမတို့ပြည်သူလူထုကမီဒီယာနဲ့အလိမ်ခံနေရတာပါရှင်ကျမတို့ဟိုတက်မလို့ဖက်ကထုတ်ပြန်တဲ့တရင်တွေကလည်းအဲ့လိုဟိုကျမတို့လူပေါ့အဲ့လိုလေးမထုတ်ပြန်ဘူးလေသူကစီးနေပေါင်နေဆိုတော့လေအဲ့အဲ့လိုမျိုးနောက်ကျတယ်ပေါ့နော်အဲ့မျိုးတွေ အဲလူတွေကလိုင်းမှာပဲကြည့်တဲ့အခါကျဘယ်နေရာမှာတိုက်ပွဲဖြစ်နေပြီမတော်ရဲဘူးဒီလမ်းကပိတ်နေတယ်အဲ့လိုမျိုးတွေသူတို့ကမီဒီယာလွှင့်နေဟာတွေကအမှားတွေပဲလွှင့်နေခါကျတော့အပြည်သူလူထုကအဆင်မပြေဘူးပေါ့နော်အဲတွားရလာရတာတွေအဓိကကတော့အဲ့လိုလမ်းတွားနေရတာဗျာအဆင်မပြေလို့ကျမဒီလိုမျိုးလေးပြောပြတဲ့ခါကျတော့ဘာပဲပြောသတင်းမှန်လေးတီးရတဲ့ခါကျတော့ယုံတယုံတွားစရာရှိရဲတွားလို့ရတယ်ဟာပြည်ပြည်ပြည်ဒီပိုင်းမဖြစ်တော့ဘူးပေါ့အဲ့လိုမျိုးလေးပါ ARI တိုင်းလေးမျက်နှာပန်းတော်ကြီးဘက်မှာမနေ့ ဟိုဟာចောင်းនេះပြန်ပိတ်ထားရပါတယ်တဲ့ချင်းမနေ့ကလှော်ကထားចောင်းကိုပြန်ပိတ်ထားရပါတယ်သွေးနီကုံတဲနူကုံရွာဘက်မှာအေအေတွေကဝင်လာပြီးတော့ရွာသားတွေစီကဖုန်းတွေကိုအနိုင်ကျင့်ပြီးအကုန်သိမ်းလိုက်တယ်တဲ့ပြီးလို့ရှိရင်အေအေကစမ်းကြီးတင်းကြိုင်းဘက်မှာဂိတ်လာချလို့တဲ့အမရ3လေးလေးတက်ကနေပြီးတော့တညဟိုစက်တိုက်ပြန်ပစ်ပြီးပြီးတော့စက်တိုက်ပစ်ကူပေးနေရပါတယ်ညာဘက်မှာလည်းတိုက်ပွဲတွေရှိတယ်လို့သတင်းတွေသိရှိရပါတယ်ရှင့်ပြီးရင်ခစ်တင်မှာ ခစ်တင်မှာပလောင်တင်းလေးနောင်ချိုတင်းလေးအထိနာနေလို့ရီလေးရီချင်ပါလေအုံမတိနဲ့ရီမောင်းတန်းကိုတဲ့လက်နဲ့ကြီးရ၃လုံးတဲ့အစိပ်ဘုံက39လုံးတဲ့ရိုးရိုးဘုံက35လုံးတုံးနဲ့လာချတယ်တဲ့သူတို့တင်ဆက်တာနော်အဲ့တော့တက်မလို့ဖက်ကမတရားဘူးဘုံမတရားသဖြင့်ဘုံကြီးချတယ်ပေါ့သူတို့အဲ့လိုတင်ဆက်တယ်အော်အုံမတိနဲ့ရီမောင်းတန်းကတော့အဲ့ဒီဘုံအဲ့ဒီအလုံးရီနောက်ဆိုရင်ပြကြပြီအမှုံမဲအိမ်မရှိတော့လို့ ပြီးရင်တို့ရှုံးနေရင်တို့ဓာတုတွေယူပတွေလောက်တာထုံးစံဖြစ်နေပြီအဲ့ဒါဓာတုဘုံတို့အစိတ်ဘုံတို့မဟုတ်ဘူးတက်ပရောဘက်ကချီပုတ်ချီပုတ်ချတာချီပုတ်ချတာအဲ့လိုပဲပြောလိုက်ချင်တော့ပြီးရင်ပကယ်ဆောင်ဥပမာဆီယမာကြီးတယောက်ကိုတတ်သွားတယ်ဆိုတဲ့တရင်ဆီယမာကြီးလင်မယားကိုတတ်သွားတယ်အမ်လက်နဲ့မရှိတဲ့ចောင်းဆီယမာတွေကိုတတ်မှာတော့လည်းရေးလားရှင် မေးချင်တယ်။တော်လန်ရေးကအចောင်းဖွင့်မှအចောင်းဖွင့်နာကိုပိတ်တာတော်လန်ရေးလားအចောင်းဆ iam မတွေစတင်ပေးနေတဲ့လူတွေကိုတတ်တာတော်လန်ရေးလားဖြည့်ပေးပါအောင်ရှင်။ဘယ်နဲ့ခုပြည်သူတွေစာမတက်ပေးမတက်အုံနောက်တုံးအောင်ထိလိုက်မလို့ရဘူးလေ။အဲ့ဒါကရုံမာတဲ့အစင်ဖြစ်သွားပြီ။ဟောပြည်သူကာကွယ်ရေးတက်ဆိုအဲ့လိုတွေမလုပ်